TikTok ကိုဝယ်ယူဖို့ Amazon ကကန့်လှမ်းမှုတွေလုပ်လိုက်တယ်လို့သိရပါတယ်။ TikTok application နဲ့ပတ်သက်ပြီးတော့ဘယ်သူဝယ်မလဲလို့အလုံးကမေးခွန်းထုတ်နေတဲ့အချိန်မှာ Amazon ကပထမအဆုံးကန့်လှမ်းလိုက်တာပဲဖြစ်ပါတယ်။ Amazon online စီးပွားလုပ်ငန်းကြီးဟာတရုတ် company စီကနေ TikTok ကိုဝယ်ယူဖို့အင်ဖြူရိုစီကမ်းလှမ်းချက်ပြပို့ခဲ့တယ်လို့နေဆက်သူတူကပြောပါတယ်။ဒီတစ်ပတ်အတွက် Amazon company ဘက်ကဒူးသမရာ JD Bass နဲ့ကုမ္ပဏီဝန်ကြီးဟောင်း Wildlandness တို့ကိုအဆိုပြုလာတင်သွင်းခဲ့တာပါ။ AB9 တော်ဆုံးထားပြီး American ပြည်တွင်းမှာပိတ်မခံရဖို့တရုတ်ကုမ္ပဏီမဟုတ်တဲ့တင့်တော်မဲ့ wallet ကိုတစ်တော်ရောအင်ဖြူတော်ကပါရှာဖွေနေပါလေ။အဲဒီနောက် mobile နည်းပညာကုမ္ပဏီ Apple 11ပေါင်ဝင်လူကြီးကြိုက် social media only fan ကတစ်တော်ကိုဝယ်ယူဖို့လဲကြိုးပမ်းရမှာပါဝင်လာပါလေ။တစ်တော်ပုံမှာ American 3ဆွဲသူတန်းတယောက်80ကျော်ရှိတဲ့ပြင် online ဈေးဝယ်တာမျိုးနဲ့ပါ တွဲဖက်ထားလို့ Amazon အတွက်ဆွဲဆောင်တဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်လာနိုင်ပါလေ။ American တာဝန်ရှိသူတွေဟာ မျိုးသားအကျိုးစီးပွားလုံခြုံရေးအရာတရုတ်ဆိုရ22မှုရှိနေတဲ့ပေါ်ဆိုရကြောင့်ဖော်ပြမိမယ် TikTok နဲ့အတူ Making Company Bidens ကတော့ဒါကိုညှင်းထားပါလေလွန်ခဲ့တဲ့ April 2ရက်အတွင်း Trump အစိုးရဖွဲ့ဝင်တကြားတွေ့ဆုံခဲ့ကြပြီး American ဟာ TikTok ရဲ့အနာဂတ်နဲ့တခြားရွေးချယ်စရာနည်းလမ်းတွေကိုဆွေးနွေးခဲ့ပါတယ်ဒါကြောင့် American သမ္မတကိုယ်တိုင်အစည်းအဝေးဆုံးဖြတ်ချက်ကိုကြေညာနိုင်ခြင်းရှိပေမဲ့ Amazon ကတော့မှတ်ချက်ပေးဖို့ညှင်းထားပါတယ် ပါလန်လက်ထက်က TikTok ရောင်းချမယ်နောက်ဆုံးရက်ကိုဇန်နဝါရီ16သတ်မှတ်ထားခဲ့ပြီးထွန်းတက်လာချိန်မှာ85ရက်တက်တန်းတိုးပေးခဲ့ပါလိမ့်။ဒါပြင်မဲဆွန်ကဆိုရှယ်မီဒီယာကွန်ရက်တစ်ခုမှာအကောင့်ထည့်ဖော်ဖို့2013မှာစာအုပ်သုံးသပ်ရေး website Google Read နဲ့2014မှာ video diary ထုတ်လွှင့်နိုင်တဲ့ platform Twitch တို့ကိုဝယ်ခဲ့ပါသေးတယ်။ TikTok လိုမျိုး video တိုးတွေတင်နိုင်မဲ့ inspire မြေဝန်ဆောင်မှုကိုပါမိတ်ဆက်ခဲ့ပြီးနောက်ပိုင်းမှာ Amazon ကပြန်ပိတ်ပါလိမ့်။ လွန်ခဲ့တဲ့နှစ်တွင်အမေရိကန်မှာတစ်တော့ဟာဒေါ်လာ10ဘီလီယံဝန်းကျင်ရှိပါတယ်။ဒါကြောင့်လေးလာသုံးသပ်သူတွေဟာတစ်တော့တန်ကြီးကိုဒေါ်လာ40ကနေ50ဘီလီယံရှိနိုင်တယ်ဆိုပြီးခန့်မှန်းထားတာပဲဖြစ်ပါတယ်။